ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ2ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းအောင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ပကုတ်ကူမှာရွေးကောက်ပွဲဝင်မဲ့အမလောင်းအဖမ်းခံရလို့စစ်တပ်ကပြည်သူ18ဦးကိုဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပကုတ်ကူမြို့နယ်အေကျွန်းရွာမှာရွေးကောက်ပွဲဝင်မဲ့အမလောင်းအဖမ်းခံရပြည်တဲ့နောက် ပြည်သူ၁၈ဦးကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားကြောင်းဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ၂၈ရက်နေ့မနက်ပိုင်းကပခုတ်ကူမြို့နယ်အေကျွန်းရွာကရွေးကောက်ပွဲဝင်မဲ့ပြည်သူပါတီအမတ်လောင်းဝေလင်းထအောင်လက်နက်ကိုင်အဖွဲ့တပ်ဖွဲ့ကဖမ်းဆီးသွားခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။အမတ်လောင်းအဖမ်းခံရပြီးနောက်အေကျွန်းရွာကိုစစ်ကောင်စီတပ်တွေရောက်ရှိလာပြီးဒီရွာနေပြည်သူငေါင်းနဲ့အနီးကကျွေးတေကန်နာရွာကပြည်သူ၁၂ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။တပ်မတရတတဲ့ပါသွားတဲ့တချို့ကတော့ တိန်း30နဲ့ပြန်လွတ်တယ်ပြောတယ်ကြံတဲ့သူတွေတော့မလွတ်သေးဘူးလို့ဒေသခံတဦးကပြောပါတယ်စစ်ကောင်စီရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းကိုပဲဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတော့မသိရှိရသေးပါဘူးအဖမ်းခံရတဲ့အမတ်လောင်းဟာရွာကန်ပြူစောတီတွေနဲ့လဲရန်ညိုးရန်စားရှိတယ်လို့ဒေသခံတွေကဆိုကြပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လေးမျက်နှာမြွနဲ့ပသိမ်မုံရလမ်းပိုက်မှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့ကာကင်စကန်နှစ်ခုကိုအေအေနဲ့ပူပေါင်းတက်ကတင်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ARD တိုင်းလင်းမျက်နှာမြို့နယ်ပသိမ်မုံရလမ်းပိုင်းမှာရှိတဲ့အကြံဖတ်စစ်တရဲကာကင်စကန်နှစ်ခုတပ်မင်းကို RK တပ်တော် AA နဲ့ပူးပေါင်းတပ်ဖက်ကဒီအပိုင်းတွင်တင်ပိုက်လိုက်တယ်လို့သတင်းရရှိပါတယ်။စစ်ကော်မရှင်တပ်ဖက်ကအင်အားသုံးစစ်ကြောင်းထိုးလာနေတဲ့အတွက်နိုဝင်ဘာလတလလုံးနီးပါးပသိမ်မုံရလမ်းပိုင်းတလျှောက်စောပြသိန်းနုကုံချင်းကုံရှန်ကွင်းစတဲ့ကြေးရော်နဲ့ အနီးပတ်ဝန်းကျင်တို့မှနှစ်ဖက်တိတိတိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေလည်းတောက်လျှောက်ရှိခဲ့တယ်လို့ဒေတာရင်းသတင်းရှင်းမြစ်တူကပြောပါတယ်။နိုဝင်ဘာလနောက်ဆုံးအပတ်မှာတော့နှစ်ဖက်တိုက်ပွဲပုံမှုပြင်းထန်လာပြီး Arakat တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်ဘက်ကဒိန်နူကုံကြေးရွာအနီးကစစ်ကောင်မရှင်တပ်ရဲ့ကာကင်စကန်နှစ်ခုထပ်မနေ့ကိုထပ်မံတင်ပိုက်ထင်းချုပ်လိုက်တယ်လို့၎င်းသတင်းရှင်းမြစ်ကပြောပါတယ်။ အေအေနဲ့ပူပေါင်းတက်တွေပသိမ်မုံရလက်ပိုင်းကိုထင်းချုံနိုင်ဖို့အတွက်စူးစမ်းနေကြကိုတွေ့ရတယ်။ဒေနုကုံကြေးရွာကရေစကန်ကိုအေအေနဲ့ပူပေါင်းတက်တွေကတိန်းထားတော့ကြာပြီးအခုရက်ပိုင်းမှာအဲ့ဒီကြေးရွာအနီးကကာကင်စကန်နှစ်ခုထပ်မနေကိုထပ်မံတိန်းပိုက်လိုက်တာပါ။အဲ့ဒီဘက်မှာလေးရင်ဘုံချတန်းတွေလက်နက်ကြီးလက်နက်ငယ်တန်းတွေတောက်လျှောက်ကြားနေရတယ်လို့လေးမျက်နှာမြို့နယ်ဒေသခံတအူးကဆိုပါတယ်။အီယော်ရီတိုင်းရေကြီးလေးမျက်နှာအင်ကပူစားတဲ့မြို့နယ်မှာရှိတဲ့ ပသိမ်မုံရွာလမ်းဘိုက်ကိုစစ်ကော်မရှင်တပ်ဘက်ကရောအာရကတတအေနဲ့ပူပေါင်းမဟာမိတ်တပ်ဘက်ကပါထိန်ချုံနိုင်ရေးစည်ရလှရှာမှုတွေရှိနေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းဆက်လက်ဖြစ်ပွားနေပါတယ်။လင်းမျက်နှာမြို့နယ်ပသိမ်မုံရွာလမ်းဘိုက်ခီးတော်လာကွင်းစစ်ကော်မရှင်ဘက်ကကန့်သက်ပိတ်ပင်ထားပြီးရေချောင်းတစ်ခုကိုသာဒေသခံတွေကိုတော်လာကွင်းပေးထားကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ ရွေးကောက်ပွဲအတုမင်းစီရင်ကြည့်သူမရှိတဲ့အတွက်အိမ်တိုင်းရာရောက်တိုက်စစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်။အကြံဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတုကိုစိတ်ဝင်စားသူမရှိလို့မင်းစီရင်စစ်ဆေးသူမရှိတဲ့အတွက်အိမ်တိုင်းရာရောက်မင်းစီရင်စစ်ဆေးနေကြောင်းရန်ကုန်မြို့ကပြည်သူတချို့ကပြောပါတယ်။ရန်ကုန်မြို့ဒေါ်ပုံမြို့နယ်မှာရှိတဲ့ရက်ကွက်တွေအတွင်းတကောင်စီရင်နဲ့အိမ်ရှိနေထိုင်သူတွေမင်းစီရင်တဲ့ပါမပါစစ်ကော်မရှင်လက်ပါစီတွေကလိုက်လံစစ်ဆေးခဲ့တယ်လို့သိရှိရပါတယ်။ မက်ဆင်းစာရွက်ကြီးနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေလာတယ်။တကောင်စင်းပြခိုင်တယ်။အဲ့ဒါနဲ့တိုက်စစ်တယ်။နာမည်မပါရင်ပြန်ထည့်ဖို့လုပ်တယ်။သူတို့ဘာသာမှတ်သွားတာပဲလို့ဒေါ်ဘုံမြို့နယ်မှာနေထိုင်သူတယောက်ကမောင်းကိုပြောပါတယ်။ဒါအပြင်တခြားမြို့နယ်တွေမှာတော့ရက်ကွက်အုပ်ချုပ်ရေးမှုတွေကမက်ဆင်းလာကြည့်ဖို့အတွက်နေ့စဉ်အွန်လိုင်းနဲ့ all hit news zone တွေလို့သိရှိရပါတယ်။အနာသိန်းစစ်တပ်လက်အောက်ကရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေဟာမက်ဆင်းတဲ့မပါသူတွေကိုပုံစံသုံး မဲစင်းတဲ့မပါတင်းတဲ့သူတွေပါရင်ပုံစံလေးနဲ့အချက်အလက်မှားရနေရင်ပုံစံလေးကားငယ်နဲ့ပြင်ဆင်သွားတယ်လို့သိရှိရပါတယ်။ရွေးကောက်ပွဲအတုအတွက်ဒုတိယကြိမ်မဲစင်းတွေကတ်ထားပေမယ့်လာရောက်ကြည့်ရှုသူမရှိတာကြောင့်နိုဝင်ဘာလ28ရက်နေ့ကနေ30ရက်အတွင်းမှာတိုင်းနဲ့ပြည်နယ်အသီးသီးရှိနေအိမ်တရာကျော်ကိုအိမ်တိုင်ရာရောက်မဲစစ်ဆေးပြစီခဲ့တယ်လို့အကြံဖတ်စစ်အုပ်စုကဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ ကျွန်းစုမြို့နယ်မှာ PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေတဲ့ကြန့်ဖို့ပါတီမှပြူစော်တီခေါင်းဆောင် တင်ဆိုးရဲ့ညီတဝန်းခွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိပေမဲ့ပြစ်ခတ်ဖမ်းဆီးစဉ်တိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာ PDF အယောင်ဆောင်ပြီးငွေကြေးတောင်းခံနေတဲ့ကြန့်ဖို့ပါတီမှပြူစော်တီခေါင်းဆောင်တင်ဆိုးရဲ့ညီတဝန်းခွဲဖြစ်သူကျော်ဝင်းကိုအရှင်ဖမ်းမိပေမဲ့ပြစ်ခတ်ဖမ်းဆီးစဉ်တိတ်ဆုံးခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတဦးကဆိုပါတယ်။ နိုဝင်ဘာလပိုင်းမှာကျွန်းစုမြို့နယ်ကပင်ကြီးရွာအုပ်စုမိုင်းတွေးကြီးရွာမှာနေထိုင်တဲ့ပြည်သူတအုပ်ကို PDF အယောင်ဆောင်သူကျော်ဝင်းစုသူကငွေကျပ်28သိန်းချင်း6တောင်းခံခဲ့ကြောင်းတို့တို့တောင်းခံမှုကိုကျွန်းစုမြို့နယ်ပကဖကလိုက်လံစုံစမ်းစင်မှာကျော်ဝင်းခေါ်ထောက်မှုစုသူကိုအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုဖမ်းဆီးရမိတဲ့တရခန်ကျော်ဝင်းခေါ်ထောက်မှုရဲ့ထွက်ဆိုချက်တွေအရလွန်ခဲ့သောနှစ်နှစ်ခန့်လောက်ကပင် PDF ပကဖအယောင်ဆောင်ပြီး၎င်းအပါအဝင်စုစုပေါင်းလူ9ဦးက တယ်လီဖုန်းနဲ့ပန်းစင်ကြီးရွာအုတ်ချုပ်ရေးမှုဝင်းလက်ထမငွေကျပ်25သိန်း၊မိုင်းတွေးကြီးရွာမှငွေကျပ်28သိန်းနဲ့တခြားသောကြီးရွာအသီးသီးရှိအုတ်ချုပ်ရေးမှုများထံမှလည်းချိန်ချောက်ငွေကြီးတောင်းရနေခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်ဗက်တနေကြီးရွာအုတ်စုတဲပြူကျွန်းမှလည်းချိန်ချောက်ငွေတောင်းခံတဲ့အတွက်ကြီးရွာသားတွေကကြောက်လန့်ပြီး wave pay နဲ့ငွေကျပ်30ကျော်ပေးဆောင်ခဲ့ရကြောင်းတခြားသောကြီးရွာအများစုမှလည်းချိန်ချောက်တောင်းခံခြင်းများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်းတို့ဖမ်းဆီးထားတဲ့တရားခံကြော်ဝင်းခေါ်ထောင်မှုကိုကျွန်းစုမြို့နယ်ပကဖကဖမ်းဆီးစစ်ဆေးနေစဉ်နိုဝင်ဘာလ30ရက်နေ့မနက်စောပိုင်းတနိုင်20မိနစ်ခန့်မှာကြော်ဝင်းက၎င်းအားခတ်ထားတဲ့လက်ထစ်ကိုချွတ်၍ထွက်ပြေးသွားစဉ်တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံရှာဖွေရမှာဒီဇင်ဘာလ10ရက်နေ့မွန်လွဲ12:30မိနစ်ခန့်မှာပြန်လည်တွေ့ရှိခဲ့ပေမဲ့ခုခံထွက်ပြေးရန်လှုံ့ဆော်ခြင်းကြောင့်ပြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ကျော်ဝင်းခေါ်ထောင်မှုနဲ့အဖွဲ့က လွန်ခဲ့တဲ့နှစ်နှစ်ကြာကြာကလေးကချင်းချောက်ငွေတောင်းခံပြီးလှုပ်ရှားနေတဲ့အဖွဲတစ်ဖွဲ့ပါဒေဗျူကျွန်းမှာတောင်းခံရခြင်းပြီးကျွန်းစုပကဖကတည်ရှိခဲ့ရတဲ့အတွက်နောက်ထပ်ကြေးရော်များတူကဲတူလိန်လေချင်းချောက်ခြင်းမခံရအောင်အချိန်မီတားဆီးနိုင်ခဲ့ပါတယ်နောက်ပြီးမိုင်းတွေးကြေးရော်ကြောင်းထိုင်ဆရာတော်ထံကလည်းငွေကျပ်သိန်း300ကိုလည်းချင်းချောက်တောင်းခံခဲ့တယ်လို့စုံစမ်းတည်ရှိရပါတယ်တနင်္သာရီမြို့နယ်ပကဖတာဝန်ခံဖိုးတက်တူအမိကိုအလွဲသုံးစားလုပ်ပြီး ဖူစီတဲ့နာမည်ပြောင်းတဲ့လိန်လေချင်းချောက်တောင်းခံတော်တွေပြုလုပ်ခဲ့တယ်လို့စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ပြည်သူတွေလုပ်ငန်းရှင်တွေအနေနဲ့ကြောက်စိတ်နဲ့မပေးကြဖို့တော်လိုင်းကြီးတပ်ဖွဲ့တွေကချင်းချောက်တောင်းခံတာ လုံးဝမရှိပါဘူးလို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ကဖားမှတာဝန်ရှိသူကဆိုပါတယ်။ PDF အယောင်ဆောင်ကျော်ဝင်းခေါ်ထားမှုဆိုသူဟာပန်းစဉ်ကြေးရွာသားဖြစ်ပြီးပန်းစဉ်ကြေးရွာကျက်ဖို့ပါတီမှပြည်စောတိခေါင်းဆောင်တအူးဖြစ်သူတင်ဆိုးဆိုသူရဲ့ညီတဝန်းကွဲတော်ဆက်သူလည်းဖြစ်ကြောင်းသိရှိရပါတယ်။ ကျဝင်းနဲ့တူ PDF အယောင်ဆောင်ပြီးချင်းချောင်းငွေတောင်းခံနေသူ၄ဦးရဲ့အမည်နဲ့နေရက်လိပ်စာတွေကိုလည်းကျင်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကစစ်ဆေးချက်ရသိရှိထားပြီးရည်ရွယ်မှုများဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စာလင်းကြီးမြို့နယ်ရေခါရွာနီတိုက်ပွဲဖြစ်ပွားပြီးစစ်သား၃ဦးသေဆုံးခဲ့ကစစ်တပ်ကအမျိုးသမီး၁ဦးအပါအဝင်ပြည်သူ၁၂ဦးကိုဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းစာလင်ကြီးမြို့နယ်ရေခါရွာနီတိုက်ပွဲဖြစ်ပွားပြီးစစ်သားတအုံတေဆုံးကစစ်တပ်ကအမျိုးသမီးတူအပါအဝင်ပြည်သူ၁၂ဦးကိုဖမ်းဆီးသွားကြောင်းဒေတာရင်းသတင်းရင်းမြစ်တွေကပြောဆိုပါတယ်။နိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာစာလင်ကြီးမြို့နယ်ရေခါရွာနီအကြံဖတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သားတအုံတေဆုံးခဲ့ကြောင်းတိုက်ပွဲအတွင်းတေဆုံးသွားတဲ့စစ်သားမသားအလောင်းတလောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကမိတကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။ စာလင်ကြီးကစစ်ခွေးစစ်ကြောင်းကမနီကညာဘက်ကရေခါရွာနားကိုရောက်လာလို့တိုက်ပွဲဖြစ်တာလို့သိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးသုံးကောင်တည်တယ်လို့သိရတယ်။ PDF ရဲဘော်နှစ်ဦးလည်းမစိုးရင်ရတန်ရာရတယ်လို့ကြားရတယ်။စစ်ခွေးတလောင်းကိုလည်း PDF ရဲဘော်တွေကမိတချူပေးလိုက်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါအပြင်နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်း9နာရီခန့်ကလည်းစာလင်ကြီးမြို့နယ်ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဝမ်ပောင်ကော်မတီမှစာလင်ကြီးမြို့ဘက်ကိုထွက်ခွာလာတဲ့ အင်အား130ဝန်းကျင်ခန့်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းဟာရေခါရွာအဝင်းမှာပြည်သူ10ဦးကိုဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့မှာလဲဇာလင်ကြီးမြို့ပေါ်မှာရှိတဲ့လမ်းစုံမှာစိုက်ကယ်များစစ်ဆေးနေချိန်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုလည်းထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြံဖတ်စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ12ဦးကိုမြေတီနေရာမှာထားရှိတီကိုမသိရှိရသေးကြောင်းရေအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်မကြီးတန်းရွာတပူရွာတလေရွာစားတုံးရွာပိုင်းတောင်ကြီးရွာ ကြောက်မော်ရွာဒူးထောက်ရွာရေခါရွာအပါအဝင်ကြည်ရွာဆေရွာမှပြည်သူများထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ29ရက်နေ့ကဝမ်ပောင်ကုမ္ပဏီကနေစာလင်ကြီးမြို့ပေါ်ကိုသွားမဲ့စစ်ကြောင်းလို့သိရပါတယ်။စစ်ခွေးအင်အားကတော့ခမန်းကြီး130ဝန်းကျင်လောက်ပါမယ်ထင်တယ်။လမ်းမှာပြည်သူစေဦးကိုဖမ်းသွားတာရေခါရွာထဲမှာအဝင်မှာဖမ်းသွားတာအခုထိတော့ပြန်မလွတ်သေးဘူးအမျိုးသားတွေကတော့တေချာပေါက်ပါတယ်အမျိုးသမီးတွေပါတာတော့မကြရဘူးခွေးစစ်ကြောင်းစာလင်ကြီးမြို့တော်ရင်ဖမ်းသွားတာ ပေါ်တာဆွဲဖမ်းဆီးတာဝမ်ပောင်ကနေထွက်ခွာလာတဲ့စစ်ခွေးစစ်ကြောင်းကြောင့်ကြေးရွာစေရွာကပြည်သူတွေတင်းရှောင်နေရပါတယ်။မကြီးတန်းရွာ၊တပုရွာ၊ထက်လက်ရွာ၊စားထုံးရွာ၊ဘိုင်းတောင်ကြီးရွာ၊ကြောင်းမော်ရွာ၊ဒူးထောက်ရွာ၊ရေခါရွာအပါအဝင်အနီးအနားကြေးရွာစေရွာဝန်းကျင်ခန့်ကတော့အနည်းဆုံးရှိတယ်။ညကဆိုလဲပြေးလိုက်လွှားလိုက်နေရတာပဲ။စစ်ရှောင်ပြည်သူတွေအရေးတွက်တော့ခံမှန်းချင်မှတ်လို့မရဘူး။အခုစစ်ကြောင်းငြိမ်နေတော့စေရွာကပြည်သူတွေကလောလောဆယ်ပြေးလိုက်ပြန်လာလိုက်လုပ်နေရတာ အခုစစ်ကြောင်းကစာလင်ကြီးမြို့ရောက်သွားပြီညာရောနေရောကင်းပတ်တာတွေမြို့တွေကလူတွေဖမ်းတာတွေစစ်ဆေးတာတွေတော့ရှိတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့လက်ပရန်မြို့နယ်ကြောက်တွင်းရွာလမ်းစုံမှာရှိတဲ့စစ်တပ်ဂိတ်စခန်းကိုဝင်းရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးခဲ့ပြီးတနက်နက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းလက်ပရန်မြို့နယ်ကြောက်တွင်းရွာလမ်းစုံမှာရှိတဲ့အကြံဖတ်စစ်တပ်ဂိတ်စခန်းကိုဝင်းရောက်တိုက်ခိုက်ရမှာစစ်သား9ဦးသေဆုံးခဲ့ပြီး တနက်နက်လက်တင်ဆက်ရရှိခဲ့ကြောင်းပဲခူးတိုင်းစစ်ထနာက ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းမှာလက်ပတန်းမြို့နယ်ကြောက်တွင်းကြေးရွာလမ်းစုံမှာရှိတဲ့အကြံဖတ်စစ်တပ်ဂေစကန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းမှာစစ်တပ်ဂေစကန်းရှိအကြံဖတ်စစ်သား9ဦးသေဆုံးခဲ့ကာ၎င်းတို့ကင်ဆောင်တဲ့လက်နက်ငယ်နှစ်လက်နဲ့ခဲယမ်းများကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်မတော်အမတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန ဘီဝ22အမှတ်383ညနှစ်တရင်တက်ခွဲနှင့်ရွှေတန်းမြေပကဖနှင့်လက်ပရန်မြို့နယ်ပကဖထူတက်ခရီးတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတက်ဖွဲ့ဝင်များအထူးကမရှိအောင်မြင်စွာစုခွန်နိုင်ကြကြောင်းသိရှိရပါတယ်အလားတူနိုဝင်ဘာလ23ရက်နေ့ကလည်းဂျိုးပင်ကောင်းမြို့အဝင်ဂိတ်ကိုတော်လိုင်းတက်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တက်ခိုက်ခဲ့ရမှာဒူရဲအုပ်ကျော်စင်ထွန်းအပောင်ဝင်ပြူစောတိ9កောင်တေဆုံးခဲ့ပြီးလက်နက်3လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့မိုးမိတ်ကိုစစ်ကော်မရှင်တန်လွှဲပြောင်းခြင်းအားမှတ်နှုတ်ဆက်ရန်တရုတ်က KIA ကိုချိန်ချောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်အစိုးရဂျောင်းဝင်စစ်ဆက်တဲ့ရှမ်းပြည်မြောက်ပိုင်းမှာမိုးမိတ်ကိုစစ်အုပ်စုတန်လွှဲပြောင်းပေးခြင်းအားမှတ်နှုတ်ဆက်ရန်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကိုတရုတ်အစိုးရကသတိပေးလိုက်ကြောင်းအရာဝတီကလေ့လာသိရှိရပါတယ်။ KIA ဟာထူလွှဲပြောင်းမှုတစ်စိတ်တစ်ပိုင်းပါဝင်တဲ့အပြစ်ခက်ရစေးရေးကိုလက်မှတ်မထိုးထားသောတော်လိုင်းအင်အားစုအများပြားရှိထူတီတပ်မှလှုပ်ရှားနေတဲ့ အဖွဲ့များအနက်တစ်ဖွဲ့ဖြစ်ပါတယ်။မုံမိန်နဲ့မန္တလေးတိုင်းမှာမိုးကုတ်ကိုစစ်အုပ်စုထိန်းချုပ်မှုအောက်ကိုပြန်လွှဲပေးရန်ထိုသဘောတူညီချက်ကိုစစ်အုပ်စုနဲ့တောင်မျိုးသားလွမြောက်ရေးတပ်မတော် TNL တို့လက်မှတ်ရေးထိုးထားပါတယ်။ဒို့တော့မုံမိန်ကိုဇလိုင်လကတစ်တုံညာနစ်ကွန်စစ်စင်ရေးဒုတိယအစစ်မှာဒေသခံမဟာမိတ်များဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်များ PDF ကဲ့သို့မဟာမိတ်များအကူအညီနဲ့ TNL ကသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။ TNL ကအပြစ်ခတ်ရဲစေးရေးကိုလက်မှတ်ထိုးတဲ့အခါ PDF တွေကသူမျိုးကိုဆက်လက်ကာကွယ်ရန်ကြိမ်းဝါပြီးနောက် PDF တွေကိုကူညီမယ်လို့ KIA ကလူသိရှင်ကြားပြောပါတယ်။သို့တော်လည်းမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတတမန် Mr. တင့်ရွှေကျွန်းဟာ KIA စစ်ဦးစီးချုပ်ဘိုကျုပ်ကွန်ရှောင်နဲ့တူကိုမင်းမျိုးမှာနိုဝင်ဘာလ20ရက်နေ့ကတွေ့ဆုံပြီးသူလွှဲပြောင်းမှုကိုမနှောက်ရှက်ရင်တတိပေးတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။သို့တော်သူသတင်းကို KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကညှင်းဆန်ပြီးမုံမိတ်ဟာ KIA အမှတ်34တရင်ဌာနချုပ်နဲ့နီးကပ်တဲ့အတွက်ကြောင့် KIA က PDF များကိုကူညီမယ်လို့ဆိုပါတယ်။တော်လိုင်းအင်အားစုတွေနဲ့စေအုပ်စုအကြတိုက်ပွဲဖြစ်ရင် KIA က PDF တွေကိုကူညီမယ်လို့မီဒီယာကိုကျွန်တော်ပြောခဲ့ပြီးအဲ့ဒီသဘောထားဟာမပြောင်းလဲဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကအေယာဝရီကိုနိုဝင်ဘာလ28ရက်နေ့မှာပြောပါတယ်။တရုတ်ကဂျောင်းဝင်စစ်ဆက်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအေယာဝရီလက်ရှိအခြေမှ TNL တပ်တွေဟာမုံမိတ်မြို့မှာစုခွာနေပြီး KIA တပ်များခြိတက်လာနိုင်တဲ့မြေသည့်လမ်းကြောင်းကိုမဆိုးပိတ်ဆို့ထားတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ TNL နဲ့ KIA နှစ်ဖွဲ့စလုံးဟာစစ်အုပ်စုစန့်ကျင်ရေးတည်ထောင်ညာနှစ်ကွန်စစ်စင်ရေးမှာပါဝင်ခဲ့ပြီးထိုစစ်စင်ရေးဟာစစ်အုပ်စုထံမှနေမီအများပြတိမ့်ပိုက်မိပေမဲ့လေထိုစင်မှာစတင်ကနှစ်ဖက်အစင်မပြေပဲတထက်သေးကြနေတဲ့ပိုင်နက်ထင်းချုံမှုအတွက်ရှင်ပြိုင်နေကြပါတယ် TNL တပ်မှုတွေဟာ PDF များနဲ့မဟာမိတ်တပ်များမန္တလေးတိုင်းနေဆက်ဗဒမြားမီမိုးကုတ်ကိုဝန်းရံထားတဲ့တင်နဂဗျူဟာတောင်ကုန်းမြမနိုဝင်ဘာလ29ရက်နေ့နောက်ဆုံးထားဆုတ်ခွာရန်ဖိအားပေးခဲ့ပါတယ် သို့သောနိုဝင်ဘာလ29ရက်နေ့မှာမြို့ရင်းကိုဝင်ရောက်လာတဲ့စစ်တပ်နဲ့ PDF တပ်ဖွဲ့များကနအူထိတွေ့ပစ်ခတ်မှုများရှိနေပြီးဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ TNL ဟာစစ်အုပ်စုတပ်များမိုးကုန်းနဲ့မုံမိတ်မြို့ကိုဝင်ရောက်လာသည်ကိုဒီဇင်ဘာလ30ရက်နေ့မှာစောင့်ကြပ်ပေးမယ်လို့သတင်းအချင်းမြစ်တွေကပြောပေမဲ့လည်း AWD သတင်းဌာနအနေနဲ့ TNL ပြောခွင့်ရသူလူကြီးဦးကိုဆက်သွင်းနိုင်ခြင်းမရှိပါဘူး။ထို့ကြောင့်သောကိစ္စမှာ TNL အုပ်ချုပ်ရေးဌာနများဖြစ်တဲ့ကျန်းမာရေး၊ပညာရေး၊တရားရေး တစ်တုံးမီတာနဲ့မြူနစ်စပယ်ရုံးတွေကိုနမ်ဆန်တောင်ပေါ်မြို့ကို ပြောင်းရွှေ့ထားခြင်းဖြစ်ပါ रे ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့ယုံလေးစပွန်ဆာကြားမုံတရားဥမရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်2020ရွေးကောက်ပွဲမှာတန်ကင်ဒေါ်ဆန်စုကြည်အားလှုပ်ကြံတဲ့ဇဝင်ခန်းမှာပါတဲ့ငါတို့အားလုံးရဲ့မြေ MTV အတွက်စပွန်ဆာပေးခဲ့သူဗိုလ်မှူးချုပ်ကျော်မိုးတာပြည်တော်စုကြက်ခိုင်းရင်နဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်းတရားဦးမြို့နယ်မှာရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။အသက်56နှစ်အရွယ်ဗိုလ်မှူးချုပ်ကျော်မိုးတပ်ရွေးကောက်ပွဲမတိုင်ခင်လေကြောင်းရံကာကွယ်ရေးတပ်မှအငြိမ်းစားယူကကြန့်ခိုင်ရေးပါတီရဲ့သူတည်တနာနဲ့ဖွံ့ဖြိုးတိုးတက်ရေးဌာနဌာနကြီးမှုဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်လာမယ့်ရွေးကောက်ပွဲမှာတရားဦးမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်းပြခြင်းဖြစ်ပါတယ်။ NLD အစိုးရလက်ထက်နိုင်ငံအကြီးအကဲများထံတင်ပြခဲ့တဲ့အစီရင်ခံစာထဲမှာယုံလေးဤငါတို့အားလုံးရဲ့မြေ MTVR ကျက်သိန်း2000ကိုဗိုလ်မှူးချုပ်ကျော်မွတ်တက်ကထောက်ပံ့ပေးခဲ့ကြောင်း၎င်းကိုယ်တိုင်နှုတ်နဲ့ပြောဆိုပါတယ်။ရင်း MTV မှာလွန်ခဲ့တဲ့နှစ်နှစ်ခန့်ကတည်းကရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်ထားခြင်းဖြစ်တယ်လို့ထိုအချိန်မှာစုံစမ်းထောက်လှမ်းရမှာပါဝင်ခဲ့ပြီးယခု CDM ပြုလုပ်ထားတဲ့အရာရှိကြီးတဦးက ARD ကိုပြောပါတယ်။ဗိုလ်မှူးချုပ်ကျော်မွတ်တက်ငယ်ဟာလေတက်အရာရှိတာဝန်ထမ်းဆောင်စဉ်ကပင်ငွေကြေးအလွန်ချမ်းသာသူဖြစ်လာခဲ့ပြီးမန္တလေးတိုင်းအတွင်းဒိန်းထောင်တောင်းချီတက်သောမြေကွက်များစွာပိုင်ဆိုင်တာက ဇက်3စီရောင်းချတဲ့လုပ်ငန်းပါလုပ်ကင်သူဖြစ်ပါတယ်။ထို့ကြောင့်လည်းယုံလေးအပါဝင်အမှုပညာရှင်အနည်းဆုံး9ဦးခန့်ကို၎င်းကစပွန်ဆာပေးထားနိုင်ခြင်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ကျော်မိုးတဟာ2000ပြည့်နှစ်မှာမန္တလေးတိုင်းတရားဦးလီတက်ဆွေမှာဗိုလ်မှူးရာထူးနဲ့ E5 တိုက်လေယာဉ်အုပ်တာဝန်ယူခဲ့ပြီးဗိုလ်မှူးကြီးရာထူးနဲ့ Namsan Leader Scan ဌာနချုပ်မူတက်နေမှုအဖြစ်2016ခုနှစ်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူကဘယ်မှာစပြီးအောင်မြင်သွားလဲဆိုတော့တရားဦးမှာ A5 ၄စီရတာ တတော်ဦးတက်ဆွေမှာ A5 လေးစီးကိုဗိုလ်မှူးဘဝနဲ့အုပ်ချုပ်ရတာအဲ့ဒီမှာပတ်စံကအများကြီးရသွားတာလို့အမည်မဖော်လိုသူလေးချောင်းရံတက်မှ CDM လောက်လာသူအရာရှိတဦးကဆိုပါတယ်တတော်ဦးလေးတက်ဆွေရဲ့လေးရင်အုံမှုဟာတခြားသောလေးရင်အုံမှုများကဲ့သို့လေးတက်ဌာနချုပ်မှုဒုတိယလေးတက်ဌာနချုပ်မှုများအားခွဲတန်းပေးရတဲ့နေရာမဟုတ်တဲ့အတွက်အဆိုပါအုံမှုတာဝန်ယူသူတွေမှာတခြားအုံမှုများထက်ငွေကြေးပုံမှုချမ်းသာကြပါတယ် NLD အစိုးရလက်ထက်မှာ လေကြောင်းရံကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်လေဖြစ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ကျော်မိုးတက်နဲ့ပတ်သက်၍ NLD အစိုးရလက်ထက်အစိုးရအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးထံပေးပို့ခဲ့တဲ့စီရင်ခံစာမှာဇနီးတင်မှာ၎င်းထက်အသက်၁၆နှစ်ကြီးပြီးတိကျအလုတ်ကိုက်မရှိဘူးလို့သိရှိရပါသည်။မန္တလေးတွင်၎င်းတရားဥပဒေ၎င်းတိန်တောင်းနဲ့ကြည်သောမြေကွက်များနဲ့ပိုင်ဆိုင်ပြီးလို့ရေးသားထားပါတယ်။၎င်းကစစ်တပ်ကတူအပတ်စဉ်၃၀ DSC တတိကျောင်းစစ်တအုပ်ဖြစ်ကား လီတက်အတိုင်းဝိုင်းမှာဗမှုချုပ်ကျော်မှုတအားကြားမုံလို့နာမည်ပေးထားကြပါတယ်။ကြားမုံဆိုတာကသူကယောက်ျားလေးတွေဆိုရင်မမြင်တော့ဘူး။မိန်းကလေးတွေပဲမြင်လို့ကြားမုံလို့နာမည်ပေးထားတာလို့တမတော်လီမစစ်တဲ့အရာရှိတဦးကဆိုပါတယ်။လီချောင်းရဲ့အရာရှိချုပ်ရုံးမှ CDM ပြုတ်လောက်လာခဲ့သူအရာရှိတဦးကလည်းသူကလူကြီးနဲ့နီးစပ်တဲ့စစ်တပ်ကိုဝါရဖြန့်ချီရေးကိုလုပ်ပေးတာမျက်နာလူကျင်လို့ပါပဲ။လီချုပ်ဖြစ်ကျင်တာဒါပေမဲ့ဖြစ်ဖို့မလွယ်တော့ဘူး။မျက်နာလူကျင်တာတက်လော်ပြီးလုပ်တာတက်ချုံနဲ့ယင်းနေတယ် သူကတကယ်ဝတ်ဖဲပဲလို့မှတ်ချက်ပြုပါတယ်။ဘုံမှုချုပ်ကျော်မိုးတက်နဲ့ပတ်သက်တဲ့အစည်းအဝေးခစားတဲ့မှာလီချောင်းရဲ့အရာရှိချုပ်လီယာတူးမှ၎င်းတို့ကဂိတ်စုံယာတူးဖြစ်ပြီး၎င်းရဲ့အသက်မှာ56နှစ်ပတ်ဝန်းကျင်ရှိပြီဖြစ်ရာတက်မှအငိမ့်စားယူချိန်မှာနိုင်ငံရေးနယ်ပယ်အတွင်းဝင်ရောက်ပတ်သက်လို့တဲ့အတွက်ယခုကဲ့သို့ဆောင်ရွက်ချင်းပေလို့လို့စဉ်းစားပွဲရဖြစ်တယ်လို့လည်းပါရှိပါတယ်။ထို့ကြောင့်လည်းစစ်ကော်မရှင်ကကျင်းပမဲ့2025ရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီတို့ပြောင်းကာ ပါတီကိုယ်စားလှယ်ဖြစ်ရွေးကောက်ပွဲဝင်ရောက်ရှင်းပြလာခြင်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီးရေးတုံးသက်ချက်များကိုပြည်ပြည်စုံစုံတင်ဆက်ပေးပါမယ်ဒီဇင်မိတ်ပြင်တာထက်ခေါမိုးပြင်မှာတော်လန်ရေးပန်းတိုင်ရောက်နေမယ်မန် PDF ကောင်းပေါင်းတွေမိုးကုတ် TRN viewer တွေနဲ့မာမိတ် PDF တွေတိုက်ပွဲခေါ်တံပေးပြီးကမ်ပိန်းလေးလှုပ်ထားတယ်ဆိုတော့တက်တီပြက်တီကိုပြရလိမ့်မယ်ပြည်သူလူထုထောက်ခံမှုနိုင်ငံကြီးတိုက်ခအတွက်တမကား စီနာကျောက် TNL သစ္စာဖတ်မှုအတော့ပါပိတ်ဆက်တိုက်ပွဲဝင်ရမှာဖြစ်တယ်။တင်ကန်းစာအကြီးကြီးရတဲ့ man PDF တွေအနေနဲ့နောက်မဆုတ်တန်းတိုက်ရမှာဖြစ်တယ်။မိုးကုတ်မိုးမိတ်တွေတာမဟုတ်ပဲမတရားတပိတ်ကျင့်နေမြေတွေကိုပါပြန်လည်ထိန်းချုပ်နိုင်မှာစစ်ကောင်စီရဲ့အလေပိုင်းစစ်တေတာမန္တလေးကိုဖိအားပေးနိုင်မှာဖြစ်တယ်။နေချက်စီနာတွေတကယ်စိုးရိမ်နေတာက PDF တက်မတော်ကိုပဲအကြံဖတ်စစ်တပ်နဲ့ EO တချို့ကိုအိတ်ထောင်တဲ့ထိနေတယ်ဆိုပေမဲ့ PDF တွေနောက်မှာတော်လန်ပြည်သူတရလုံးပါတဲ့အတွက်ပေါ်တင်အချုပ်ချာအာဏာကိုဝင်ဆွတ်ဖတ်တာနဲ့နိုင်ငံတကာအလင်းမှာစောက်ရှက်ပြန်ပြန်ကွဲအောင်လုပ်လို့ရပါတယ်။ဒါကြောင့် duo time တိုက်ပါခွေငန့်နဲ့ဖနှက်ပြတွေ့တဲ့တအောင်ပလောင်တွေကြောင့်မိုးကုတ်မျိုးသားတွေအမိမက်သားရေနေငါဖြစ်ကုန်ပြီ။စကာရီမကြိုက်လို့တန်ပုံတိထုတ်တာကိုမျိုးတွေပြန်ခေါ်သွင်းရမကတနက်ပေါက်ရင်ပြင်းမှာနော်ဆိုတဲ့တအောင်ပလောင်တွေရဲ့မဟာမိတ်စီးဖောက်မှုကတော်လိုင်းကြီးတစ်ခုလုံးစူဂျိုတက်ရောက်စေခဲ့တယ်။ တိုက်နေရင်မှလက်လွတ်ရတာကအကြောင်းမဟုတ်တရုတ်ပြည်အားကြောင့်ဘုံမရွာသွန်းမှုကြောင့်တိမ့်ပိုက်ထားတဲ့မြို့ကိုအသာတကြီးစစ်ကောင်စီကိုလက်လွတ်ရယုံတာမက လုံခြုံရေးပါယူပေးရတဲ့အဆင့်ဆိုရင်တော့၎င်းတို့ရဲ့ရဲဘော်များနဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကိုစတေးရတစ္ဆာဖောက်ရကြပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာမိုးကိုအရှိပိုင်းနဲ့အနောက်ပိုင်းမှာတိုက်ပွဲစတင်ပြီးမိုးကိုမြို့ပြင်ထွက်ပြေးထားတဲ့တော်လှန်ရေးအဖွဲ့တွေနေရာတိပါ TNL လမ်းပြလာတဲ့စစ်ကောင်စီတပ်ကို နိုဝင်ဘာလ30ရက်နေ့ညနေမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားကြပြီးစဆွဲပြီးဆိုအမုံသာကြိတ်ပစ်ပါ PDF တွေရန်သူအားပေးလို့တဲ့ TNL မဟာမိတ်စီးဖောက်ထားတယ်ဆိုတော့သူတို့တားရင်ပြင်းတာပြင်ပါမိုးကုတ်မြို့ပြင် PDF တွေအထိစစ်ကောင်စီကိုလမ်းပြတဲ့ TNL မဟာမိတ်တွေပေါ်အလဲပြောင်းမြန်မှုကညီနောင်ဖြစ်တဲ့ AA MNT ပေါ်မှာပါတက်ရောက်စီမင်ထင်ပါတယ်ကိုလိုရက်ကကိုကိုပြန်အကျိုးပေးမှာပါတာတုံးချိန်မဟာမိတ်အဖွဲ့တွေပြည်သူလူထုကို ဖီလိန်လုပ်ပြီးဖိနေပေါ့နှိမ်ပါလာပြီးဆိုရင်တော့ပြည်သူလူထုရဲ့တတွေးခွက်ထဲပတ်လက်မျောပြီးဘာလာနဲ့အဖွဲဖြစ်မှာပါပဲနှိမ်ပါလာတဲ့အချိန်ကျရင် မျက်ရည်ကံမထိုးနဲ့ဇုံလုံးကံတွေခွေမိကောက်ကြီးတောက်စော့ဒါဘုံကျော်ဆိုတဲ့ငတိကပြည်သူလူထုကိုပြောစရာစကားလုံးမရှိတော့ဘူးလို့ပြောထွက်လာတယ်ထုံတုတ်ထားမယ်ပြောပြီးထုံအိုးတဲ့မျက်နှာမှောက်ကြတာမင်းတို့တမိုင်းမင်းတို့ရည်တော့မုံမင်းမျိုးပဝန်ကျမှာရှိတဲ့ KAA နဲ့ ABSDF တွေက PDF တွေအကူအညီတောင်းရင်စီရင်အကူအညီပေးမယ်လို့ကတိပြုထားပြီးနောက်ဆုံးမှာမိတ်ပေါ်ထားတဲ့ red line ကိုစီဆောက်ပေးပါတယ်။တကယ်တမ်းမိုးမိတ်မြို့ကိုစစ်ကောင်စီတက်တဲ့ TNL ဝင်လာချိန်မဟာမိတ်စီးပောက်ပြီးတိုက်ပွဲဖြစ်တယ်။မိုးမိတ်ကိုစစ်ကောင်စီတံပြန်လဲလွှဲအပ်ရမှာမနောက်ရှက်ဖို့တင်ရွှေကျွင်းက KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးဂန်ရှောင်းကိုနိုဝင်ဘာလ20ရက်နေ့မှာအကြောင်းကြားခဲ့တယ်။စီနာစနက်ကအတော်ဆိုးပြီးတော်လိုင်းရတဲ့ဦး KIA အနေနဲ့စောက်ဖက်မလုပ်ချင်းဖြင့်ကိုလန်းချောင်းတိုင်းသွားစီခြင်းပါတယ်။ မိုးကုတ်မိုးမိတ်တိုက်ပွဲစပြီဆိုတာနဲ့စစ်ကောင်စီကတာမန်ဆိုပေမဲ့ရေရှည်ကြရင်ဒူဘေဒံဘေခံပြီးတချောင်းတဲသောစိတ်ထားနိုင်တဲ့တော်လိုင်းအဖွဲ့ကအသာစီးရမှာပါရန်သူမိတ်ဆွေကွဲသွားပြီးဖြစ်တဲ့အတွက် TNL ကိုစစ်ကောင်စီက PRP အသုံးချနိုင်ပြီးတော်လိုင်းအဖွဲ့တွေကလည်းလိန်ဖဲလိန်ဖဲနဲ့ဇက်မြုပ်သွားမဲ့ TNL ကိုတချိန်ကြရင်ကြောက်ရွံ့ကြိုးနှုံအောင်စုံမပြရပါမယ်ဂျင်ဆိုမအလာနဲ့စစ်လော်ဘီတွေကြောင်ပြောင်နေတာကချင်းနဲ့ရခိုင်စစ်မြေပြင်မှာပါ မမောကတနစ်ပြည့်တော်မယ်တိုက်ပွဲကမရက်တလို့သူတပြန်ကိုတပြန်တိုက်နေတုံပဲ KIA လည်းမသိမ့်နိုင်တလို့စစ်ကောင်စီလည်းမထိန်ချုံနိုင်ဘူးဗမောဖားကန်ဝိုင်းမော်ဘက်မှစီးရီတိုးဆုပ်တွင်နဲ့စိုက်နေကြတာဗရပြန်ကြာတပြန်ပဲ3 trimer ကချင် KIA တက်အနေနဲ့စီးရီဘျူဟာကြတဲ့ဗမောကိုရရင်စီးရီအလှည့်ပြောင်းဖြစ်မှာကြောင့်စစ်ကောင်စီတက်ကမကြအောင်ခုခံနေပါတယ်မြို့က90ရာခိုင်နှုန်းပြည့်စည်နေပေမဲ့စီးရီမဟာဘျူဟာကြတဲ့ဗမောကိုတိန်းနိုင်ရင် မပခစစ်ဌာနချုပ်မြကြီးနောက်ကိုတက်ကြိတ်လို့ရပါတယ်လက်တလို့ဗမော်မြို့တိုက်ပွဲမှာ KNA ပူးပေါင်းတပ်ဖွဲ့တွေအသာစီးရနေပြီးစစ်ကောင်စီတပ်တွေမြို့ရဲပြန်ဆုံနေရပါတယ်စကခ27နဲ့ကလရ40ခွန်ကိုတာရရင်ဗမော်မြို့ကိုအလုံးစုံသိမ့်ပိုက်ရမှာဖြစ်ပြီးတီတက်တွေနောက်ထိပြန်တိုးကပ်လာနိုင်တာဒီတချိန်ထိုးစစ်ကအဆုံးဖြတ်တိုက်ပွဲဖြစ်ဖို့များပါတယ်ဗမော်ကိုလက်လွတ်ရရင်ကချင်လွတ်မြောက်ရေးတပ်မတော် KNA ကကချင်ပြည်နယ်ရဲ့ ကုန်းရေပြူဟာကြတဲ့ဗမော့ခရိုင်တစ်ခုလုံးကိုသိမ်းပိုက်နိုင်မဲ့အပြင်ပန်ဝါချီဖွေထက်ရီစပိုထွက်တဲ့မိုးမောက်မန်စီမြို့ကိုပါသိမ်းယူနိုင်လို့ KIA ကတရုတ်ရဲ့အညာကိုကင်ထားနိုင်ပါလိမ့်မယ်။ဘယ်လိုမှကို KIA ကိုမနိုင်တော့တဲ့အတွက်တရုတ်က SAC နဲ့မြစ်ဆုံစီမံကိန်းကိုပြန်စပြီးပြန်ဖိအားပေးလာပေမဲ့ Highlander တွေကဒီတချီမှာတော့စစ်ကောင်စီကိုအပြတ်နှံ့ဖို့စီးရင်ပြင်နိုင်ငံရေးစီးပွားရေးတွေနဲ့ပါကမ္ဘာကိုအထူးသဖြင့် US+ India ချိတ်ဆက်ဖို့ တနိုင်းလီဒိုလမ်းဘက်ပါဖောက်ထွက်နေပြီဖြစ်ပါတယ်။အထက်ကနိုင်ငံတိုင်းလိုချင်နေတဲ့မြေလေးမြေရှားဖြစ်တဲ့ Tabian DB65 Dysprosium DY66 ကိုကင်ပြီး US China အကြကစားလို့ရတဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားပါတယ်။အိန္ဒိယကမြေရှားကွင်းဆက် ကုန်ချမ်းကနေကုန်ကြောအတွက်လက်တဆုပ်နိုင်မှာပါ။ဒါကြောင့် KIO KIA အနေနဲ့တရုတ်နဲ့နယ်နိမိတ်ချင်းတိစပ်နေတဲ့အတိုင်းတရုတ်ကဝိတ်နေမဖြစ်ရပါဘူး။ထို့အတူအာရကတက်တော် AACA အရှိန်မြင့်နေတဲ့ ကြောက်ကျင်စစ်မျက်နှာမှာထင်းကျုံနိုင်ခဲ့ရင်တရုတ်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက်အေးအပေါ်မဖြစ်မနေညှိနှိုင်းရပါတော့မယ်စစ်ကောင်စီလိုနေရပိဆက်ဆံရတော့မယ်အခုဆိုရင်ကြောက်ဖြူကိုစစ်ချိန်မြင့်နေပြီးလက်လွတ်ခဲ့ရတဲ့တိုင်းချောင်းကို ပြန်သိမ်းနိုင်ပြီးကြောက်ဖြူမြို့တိစီရေးအချိန်မြင့်နေပါတယ်ဒီဇင်ဘာနဲ့ဇန်နဝါရီလအတွင်းမှာစောင့်ကြည့်ရမှာပါအေးအေးတိုက်စစ်တမကရခိုင်ရိုးမနဲ့တိဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းအေရဝတီတိုင်းဘက်မှာစီရေးအတားစီယူထားနိုင်ပါတယ် နေရီကံပြွာကုန်းချုပ်ချုပ်ချုပ်ပွင့်ကုန်းအိတ်တဲကောက်တဲ့နိုင်တော့မဲ့ပြင်လေးမျက်နာစစ်မျက်နာပတ်မှာအသာစီးယူထားနိုင်ပါတယ်ချင်းညီနောင်စီပီနဲ့မဟာမိတ်စီရေးတိစောက်ထားတဲ့ပြင် responsibility and accountability ရှိလို့ချင်းညီနောင်ဘက်ကတွေးတောက်အကိုကြီးလို့ဆက်ဆံပါတယ် 3PH ဆိုပေမဲ့ MNTA TNL လိုမျိုးရခိုင်ပြည်နယ်ကတရုတ်နဲ့ပထဝီလက်တံဝေးကွာလို့တက်ရောက်မှုနေမယ်အေမာနိုင်ငံရေးစီရေးအရာကြီးညက်တဲ့ခေါင်းဆောင်ရှိတဲ့ရခိတအိမ်မဲ့ ရခိတလမ်းစဉ်ရှိတဲ့အတွက်သူ့ရခိုင်ပြည်သူတွေကိုတစ္ဆာမဖောက်ဘူးပြည်မဘက်မှာစစ်ကောင်စီအသားစီယူနိုက်ပေမဲ့ကချင်နဲ့ရခိုင်ဘက်မှာစီရီမလာတဲ့အပြင်တရုတ်ရဲ့ပြင်ထန်တဲ့အပြစ်ပေးမှုအောက်မှာစစ်ကောင်စီပြင်ခံရမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။